င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဆရာနာရှင် စန့်ကျင်ရဲ့မြမຫນွေဦးတော်လန်ရေးကို ထောက်ခံအားပေးပြီးအန်ယူဂျီဝန်ကြီးတွေ ကိုစလဲရီနဲ့တွေ့ဆုံခဲ့သူအီဂျေမြောင်တောင်ကိုရီးယားသမ္မတဖြစ်လာပါတယ်ကင်းနီပြည်နယ်အတွင်းစစ်တပ်ရှေ့တန်းစခန်းတွေကို PDF တပ်ဖွဲ့ကနှစ်လတာအတွင်းစနိုက်ပါနဲ့တွားရောက်ပစ်ခတ်မှုစစ်ကောင်စီတပ်သား19ဦးသေသွားတဲ့တဲ့ရင်ပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမအဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့စစ်အာဏာရှင်စန့်ကျင်ရေးမြမွနွေဦးတော်လန်ရေးကိုထောက်ခံအားပေးပြီး NUG ဝန်ကြီးတွေကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့သူဦးကျဲမြောင်ဟာ တောင်ကိုရီးယားတမရဖြစ်ရွေးကောက်ခံရတယ်လို့တောင်ကိုရီးယားကလာတဲ့သတင်းတွေရသိရပါဗျ။ဇွန်လ3ရက်နေ့ကပြုတ်လုတဲ့ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာအတိုက်ခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌအီဂျေမြောင်ကအနိုင်ရရှိသွားကြတာဖြစ်ပြီးသမ္မတအဖြစ်ရွေးကောက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။တောင်ကိုရီးယားသမ္မတဖြစ်လာသူအီဂျေမြောင်ဟာမြမຫນွေဦးတော်လန်ရေးကြီးစတင်ချိန်ကလေးကဒီကနေ့အချိန်ထိမြမဒီမိုကရေစီအရေးကိုအားပေးထောက်ခံသူဖြစ်တယ်လို့ ကိုရီးယားနိုင်ငံရဲ့အတိုင်ဝန်ကြားမှာလက်သုံးချောင်းထောင်ပြီးမြန်မာအကြမ်းဖက်ဆေးဥစုကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်ကိုရီးယားနိုင်ငံအတွင်းမြန်မာနိုင်ငံရဲ့လှုပ်ရှားမှုနဲ့ထောက်ပံ့မှုအားကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဆရာနာသိမ့်မှုစန့်ကျင်ကော်မတီကိုရီးယားရဲ့မြန်မာနယ်ဝအဖွဲ့အစည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်တယ်လို့လည်း NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ2021ခုနှစ်အာနာသိန်းကာစားကအတိုက်ခံခေါင်းဆောင်ဤကျဲမြောင်ဟာကိုရီးယားနိုင်ငံကယောင်ဂီရိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှုဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေတဲ့နိုင်ငံရဲ့အခြေအနေအရရက်ကိုသိရှိပြီးဆီယနာသိမ်းမှုကိုလည်းကန့်ကွက်ရှုံချတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါ့အပြင်ကယောင်ဂီရို ပြည်နယ်နဲ့တာမကကိုရီးယားအစိုးရနဲ့လည်းမြန်မာနိုင်ငံအတွင်း ဆရာနာရှင်စနစ်အမြန်ဆုံးပြုတ်ကျစေရင်းနဲ့ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်နိုင်စေရတဲ့အဖက်ဖက်ကအစွမ်းပုံကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဖန်စီထိမ့်သိမ်းခံထားတဲ့နိုင်ငံခေါင်းဆောင်တွေအတွက်လည်းအလွန်စိုးရင်ပူပန်မိပြီးအမြန်ဆုံးပြန်လည်လွတ်မြောက်လာစေရတဲ့ PRP တောင်းဆိုသွားမယ်လို့လည်းတက်ကြွစွာထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်ပါရဲ့ရှင်ဒီတစ်ခါမှာတော့ အမေရိကန်ပြည်ထောင်စုညူအောင်မျိုးကုလသမဂ္ဂဌာနချုပ်အဆောက်အုံပြင်ပမှာအကြမ်းဖက်စစ်ကောင်စီကိုအယလိုဥပဒေနဲ့အရေးယူပေးဖို့အတွက်နိုင်ငံတကာအလို့သမားကိုယ်စားလှယ်တွေကဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ NUG အစိုးရအလို့သမားဝန်ကြီးဌာနကသိရပါတယ်။ဇွန်လ၄ရက်နေ့ကကမ္ဘာကုလသမဂ္ဂအဆောက်အုံပြင်ပမှာမြမအရေးကိုစုပေါင်းဆွေးနွေးထောက်ခံတဲ့ဆန္ဒပြပွဲတစ်ခုကိုကမ္ဘာအလို့သမားသမဂ္ဂအဖွဲ့ဝင်တွေနိုင်ငံအသီးသီးကညီလာခံတက်ရောက်လာကြတဲ့ညီလာခံကိုယ်စားလှယ်တွေကပူးပေါင်းပါ ါဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီဆန္ဒပြပွဲကနေတဆင့်အကြမ်းဖက်စစ်ကောင်စီအပေါ်ထိရောက်တဲ့အရေးယူမှုတွေဆက်လက်ဆောင်ရွက်ဖို့ Article 33ရာစစ်ကောင်စီအပေါ်အရေးယူနိုင်စေရေးကိစ္စကိုညီလာခံတက်ရောက်လာသူတွေကနေလိုအပ်တဲ့မဲခွဲဆုံးဖြတ်တဲ့နေ့ကိုရောက်ရင်မြန်မာပြည်သူနဲ့အတူတူရည်တည်ရေးကိစ္စရက်တွေကိုတောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့လည်းသိရပါဗါးဆန္ဒပြပွဲမှာအမျိုးသားညီညွတ်ရေးဆိုရရဲ့၃ပွင့်ဆန်ကိုယ်စားလှယ်ဖြစ်တယ်အမျိုးသားညီညွတ်ရေးဆိုရပညာရေးဝန် တနာဒုတိယဝန်ကြီးဒေါက်တာဆိုင်းခိုင်မျိုးထွန်းနဲ့အတူမြန်မာနိုင်ငံအလို့သမားသမဂအဖွဲ့ဝင်တွေမြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်တွေကအသီးသီးအမှားစကားပြောကြားခဲ့ကြပြီးမြန်မာပြည်မှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေအရရက်ကိုမိမောင်းထိုးပြနိုင်ခဲ့လို့လည်းအန်ယူဂျီအစိုးရအလို့သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဆက်လက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီကဖားကန့်မြို့နယ်လုံခင်ကြောက်မြက်လုက္ကွက်မှာကြောက်စိန်တူးဖော်ရေးကုမ္ပဏီပိုင်ကားတွေကိုထပ်မံမိရှုဖြစ်စီပြီးဝန်ထမ်းတွေကိုရိုက်နှက်ဖမ်းဆီးနေရလို့ဒေသသတင်းမြစ်တွေကပြောပါရယ်ဇွန်လ၄ရက်နေ့မှာစစ်ကောင်စီကဖားကန့်မြို့နယ်လုံခင်မော်စီစာကြောက်မြက်လုက္ကွက်ထဲကကြောက်တူးဖော်ရေးကုမ္ပဏီဝင်းတွင်းဝင်ရောက်ကကားတွေကိုမိရှုတာကုမ္ပဏီဝန်ထမ်းတွေကိုဖမ်းဆီးရိုက်နှက်စစ်ဆေးမေးမြန်းတာတွေကိုလုဆောင်ခဲ့တာဖြစ်တယ်လို့လည်းသတင်းမြစ်ကပြောပါရယ်ဖားက န်ဒေတာကိုစစ်တပ်ကစစ်ကြောင်းထွလာပြီးတဲ့နောက်မှာ မေလ31ရက်နေ့ကစစ်ကောင်စီကကြောက်မြက်လောက်ကွက်တွေကိုဝင်ရောက်ဖျက်ဆီးမှုတွေလုဆောင်ခဲ့ရမှာမနေ့ကဖျက်ဆီးမှုအပါအဝင်၃ရက်မြောက်ဖြစ်ဖြည့်စည်းမိရှုံမှုတွေကိုလုဆောင်နေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ၃ရက်နေ့ကဆိုရင်မနေ့ပိုင်းမှာမှော်စည်းစာလောက်ကွက်ကတစ်သုံးလုံးကုမ္ပဏီပိုင်ကားတွေကိုကြောက်မြက်လောက်ကွက်အဆောက်အုံတွေကိုမိရှုံဖြည့်စည်းခဲ့တယ်လို့ညနေပိုင်းမှာတော့ တင်အောင်တန်ကြောက်မြက်လုပ်ခဲ့အတွင်းကရန်ကိုရောင်ကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့တာစတဲ့အဖြစ်လို့ရက်တွေကို စစ်ကောင်စီကဇက်တိုက်ဆိုသလိုလှုပ်ဆောင်နေတာလည်းဖြစ်ပါရဲ့ရှင်။ KNDP နဲ့တင်တဲ့ပုတ်ကိုကြည့်အောင်ပါ။ KNDP နဲ့အတွက်အကြမ်းဖက်စစ်တပ်ရှေ့တန်းစခန်းတွေကို PDF တပ်ဖွဲ့က စနိုက်ပါနဲ့တွားရောက်ပြစ်ခတ်တက်ခတ်ရမှာနှစ်လအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား16ဦးဟာသေသွားတယ်လို့အလဲပိုင်းတန်းအထူးစစ်စင်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်2024ခုနှစ်ဒီဇင်ဘာလ15ရက်နေ့ကနေ2025ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့ထိအလဲပိုင်းတန်းအထူးစစ်စင်ရေးတပ်ဖွဲ့က ကင်းနီပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်စခန်းတွေကိုစနိုက်ပါနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတွေအကြမ်းဖက်တပ်သား19ဦးဟာသေဆုံးခဲ့တာဖြစ်ပြီးတော်လဲတဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အလဲပိုင်းတိုင်းအထူးစစ်စေးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါရရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပိုင်းမြို့အနီးဗဟိုပြုကအင်အား၄.၅အဆင့်ရှိရဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့တယ်လို့ NUG အစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲဝန်ထမ်းကသတင်းထုတ်ပြန်ထားပါရယ်။ဇွန်လ၄ရက်နေ့၁၇နိုင်ကျော်လောက်မှာ အောင်ပန်းမြို့အနီးကိုဗဟိုပြုကအင်အား၄.၅အဆင့်ရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီမြေငလင်လှုပ်ခတ်မှုကိုပြည်သူတွေသိသာစွာခံစားခဲ့ရပြီးငလင်နဲ့အတူကျယ်လောင်တဲ့အတန်တွေကိုပါထွက်ပေါ်ခဲ့သလိုထိတ်လန့်ခဲ့ကြတယ်လို့လည်းဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါဗါတယ်။အခုလှုပ်ခတ်သွားတဲ့ငလင်ဟာ ဇောက်တိမ်ငလင်ဖြစ်တာကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်ပြီးငလင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုတွေလျော့နည်းစေဖို့အတွက်ဆောင်းရန်ရှောင်းရန်တွေသတိပြုရန်တွေနဲ့အညီနေထိုင်ကြဖို့ကိုလည်း NUG အစိုးရကပြည်သူတွေကိုသတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့သခိုင်းတိုင်းကန့်ဘလူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကျေးရွာတွေကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေထိခိုက်သေဆုံးမှုရှိပြီးတောင်းနဲ့ချီခါထွက်ပြေးနေရတယ်လို့ Calling Info ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကကန့်ဘလူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောထိတွေက ချက်တင်းတက်နယ်တွင်နှောက်ကုန်းရွာပေါက်ကန်ရွာနဲ့ညိုပင်ရှိုးရွာတွေကို drone နဲ့ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါဗျ။ဂျက်ဘက်တသားတွေရဲ့ဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူတွေထိခိုက်သေဆုံးမှုရှိပေမဲ့လည်းအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗျ။ဒါအပြင်ကမ့်ဘလူမြို့နယ်ကိုးတောင်ဘို့တိုက်နယ်နီးတဝိုက်က တင်တော်ရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကျန်းပတ်စစ်တပ်စစ်ကြောင်းကလည်းစစ်ကြောင်းထုံးနေရာကြောင်ကန့်ကြီးရွာအလဲခုံရွာဇော်ချောင်းပေါက်စိန်ကုန်းရွာနဲ့မေတ္တလင်ကုန်းရွာတွေကိုထွက်ပြေးတင်းရှောင်နေရပြီးတောင်းနဲ့ချီတဲ့စစ်ဘေးရှောင်ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။